ဒီလိုအချင်းချင်းမျိုးမှာအဓိကကတော့ဟာလန်ဒန်ယာရပါတယ်အရင်တော့ကလောက်လာလာအကူရတဲ့ကစားသမားတွေပေါ့ပြောမစလို့ကျွန်တော်ဖိုဒန်တို့ဒီဘရိုင်းတို့လည်းအရင်ကတော့တိတ်အမကူရတော့ဒီလိုအချင်းချင်းမျိုးမှာတော့မန်စီးတီးကဒီနေ့လိုဖြစ်သွားတယ်အဓိကကစားသမားတွေရဲ့ခြေစွမ်းပိုင်းကြာဆင်းမှုကိုမန်စီးတီးကရင်ဆိုင်နေရတယ်လို့ကျွန်တော်ကတော့ပြောချင်တယ် ပရိသတ်များမင်္ဂလာပါကျွန်တော်ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီပိုင်းကတော့ပွဲချုပ်သွားရှက်အစီအစဉ်ဖြစ်ပါတယ် Champion League ဝင်ခွင့်အတွက်တကယ့်ကိုအရေးပါနေတဲ့အသင်းနှစ်သင်းရဲ့ပွဲစဉ်မှာ Man City နဲ့ Villa တင်းတို့ရဲ့ပွဲစဉ်ဖြစ်ပြီးတော့ထုံးစံတိုင်းကျွန်တော်နဲ့ကိုရဲရဲတို့ကျွန်တော်ညီကိုညီအောင်ကခံမှန်းသုံးသပ်တင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါတယ်ဗျာကိုရဲရဲတို့မင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါဒီဂျာရဲ့ထဲမှာတော့ဒါပေါ့နော် Premier League ပွဲရှိတယ်ဒါကျွန်တော်တို့လည်းဘောလုံးပွဲတွေပြောရအနေနဲ့တော့ကြာသွားပြီပေါ့နော်အဲ့တော့ဒါ Man City Villa နဲ့ကျွန်တော်တို့ပြောမယ်လက်ရှိမှာတော့နှစ်သင်းလုံးမှာဆိုလို့ရှိရင် Man City က58မှတ် Villa က50နဲ့ ခုနှစ်မှတ်ပြောမှဆိုလို့ရှိရင်နှစ်သင်းလုံးအမားခံလို့မရတဲ့အခြေအနေမျိုးတွေရှိနေတယ်အဲ့တော့ကျွန်တော်တို့အစည်းအဝေးထုံးစံလေးတိုင်းပဲအင်ဂျင်မန်စီးတီးဘက်ကလည်းစပေးပါဦးဟာမန်စီးတီးကတော့ခုနောက်ဘက်မှာတဖြည်းဖြည်းနဲ့နိုင်ဝဲလေးတွေရောပြန်ပြီးတော့မြင်လာရတယ်ပေါ့နော်ဟုတ်ကဲ့ခြေစမ်းပိုင်းကလည်းပုံစံတစ်ခုတော့ပြန်ရလာပြီလို့တော့ကျွန်တော်ပြောလို့ရတယ်ပေါ့နောက်ဆုံးကစားထားတဲ့6ပွဲမှာမန်စီးတီးတင်းက၄ပွဲထိတော့မှနိုင်ရတာပြီးတော့2ပွဲတည်ကြရတယ်ဆိုတော့ရှုံးပွဲလုံးဝမရှိတာဘူး စနေနေ့မှာကစားခဲ့တဲ့အီဗာဒန်ရဲ့ပွဲမှာလည်းအီဗာဒန်ကိုအနိုင်ယူပြခဲ့တယ်ပေါ့နော်အီဗာဒန်ရဲ့ကွင်းမှာအီဗာဒန်ကိုအနိုင်ယူပြဖို့ကသင်တော့တော့မလွယ်ဘူးပေါ့နော်ဟုတ်ပါတယ်အာဆင်နယ်တို့လီဗာပူးတို့သင်္ကာစားအီဗာဒန်အင်ကွင်းမှာရုန်းကန်နေရတဲ့အချိန်မှာတော့မက်စီတီးနေတဲ့ဒီလိုနိုင်ပွဲတစ်ပွဲရယူနိုင်ခဲ့တာတော့တော်တော်လေးတော့အတိမတ်တစ်ခုတော့ပြုတ်ရလိမ့်မယ်ကစားမားတွေရတဲ့ခြေစမ်းပိုင်းပြန်တက်လာတာကိုကျွန်တော်မြင်ခဲ့ရတယ်ပေါ့နော် အဓိကတော့ဒီ Guardiola အနေနဲ့ဒုထုပ်ပုံပေါ်အနေငယ်တော့ပြောင်းလဲလိုက်တာမျိုးကျွန်တော်တို့မြင်ရတယ် Gravadio ကိုဒီ CB မှာကစားခံလိုက်တယ်ပေါ့နော်ဒါက Guardiola တော့တော်တော်လေးအဆင်ပြေသွားတယ်ဘာဖြစ်လို့လဲဆိုတော့ Gravadio ကအရင်ကလည်းဒီ CB မှာကစားနိုင်ဆိုရရှိရကစားမှတရားဖြစ်တယ်ပေါ့နော်ဒီတော့ Gravadio ရဲ့အရင်ကစားခဲ့တဲ့နေရာမှာတက်လူငယ်ကစားရမှာ Aurelio ကိုကစားခိုင်းတယ်ပေါ့နော်ဟုတ်ကဲ့အမှန်တော့သူက ခုနဲ့ကစားမှာဒါပေမဲ့သူ့ရဲ့ဘောလုံးအည်သွေးတွေသူ့ရဲ့ကစားနိုင်စွမ်းတွေကြောင့်ဒီအစော်မာလဲသူကအမားနဲ့အောင်ပါเนาะလိုအပ်ချက်ပြည့်မီအောင်တော့ကစားနိုင်စွမ်းရှိအောင်ကျွန်တော်တို့မြင်ရတယ်။နောက်ပိုင်းကျရင်လည်းဒီကစားမားကကွန်းလယ်မှာလည်းနေရာရနိုင်တယ်ဆိုတော့မက်ဆီဒီဒီအနေနဲ့ဒီလိုဒီကစားမားတစ်ယောက်လေးကိုရထားတာပါလူနှစ်ယောက်ကိုခေါ်လိုက်တယ်လို့ဖြစ်သွားတယ်လို့တော့ကျွန်တော်တို့ပြောရင်နေပါเนาะဟုတ်ကဲ့ပါဒီထားပြီးတော့ဆိုရင်လည်းကျွန်တော်ဒီ brand ကလည်းခြေစမ်းပိုင်းပြန်ပြီးတော့ကောင်းလာတာကိုကျွန်တော်တို့တွေ့ရတယ်။သူရုံးရင်ရုံးတော့ဖြစ်တယ်ဆိုတာမျိုးလေးတွေတော့ကျွန်တော်ပြန်ပြီးတော့မြင်လာရတယ်ပေါ့နော်။ ဂန်တို့ဂန်ကလည်းဒီသူ့အရင်တော့ကောင်းခဲ့ပါတဲ့ခြေစမ်းမျိုးမဟုတ်ရင်တောင်မှခြေစမ်းတစ်ခုတော့သူပြန်ပြီးတော့ပြလာတယ်။နောက်ဆုံးတစ်ပွဲမှာလည်းဂိုးပန်ဒီမိုပြုတ်လောက်တာကိုကျွန်တော်မြင်ခဲ့ရတယ်ပေါ့နော်။တိုက်စင်မှုဟာလန်မရှိတဲ့အချိန်မှာမာမော့ရှ်ကသူ့ရဲ့ဒီလိုပြောရမလဲသူ့ရဲ့နေရာမဟုတ်နေတဲ့အချိန်မှာတော့မှမန်စီးတီးရဲ့ကစားကွက်နဲ့သူ့ရဲ့ယူလျားပုံတွေနဲ့ဒီအသင်းကိုအများကြီးကူညီနိုင်တာကိုလည်းကျွန်တော်တို့မြင်နေရတယ်ပေါ့နော်။ဟုတ်ပါတယ်။ပြီးတော့မန်စီးတီးသင်းရဲ့အိမ်ကွင်းမှာပေါ့နော်။2025ခုနှစ်အတွင်းမှာ Real နဲ့ Liverpool အသင်းကလွယ်ချင်းတဲ့အသင်းတွေကိုမရှုံးရတော့ဘူးကျွန်တော်တို့တွေ့ရတယ် iPhone 嘛，那人家细腻一点，说不定买。 ဂွာရီယိုလာအတွက်ကတော့ချန်ပီယံလိကပို့ပြီးတော့ဗောနော်ဂွန်ဒီကာဘိုင်းရအရေးကြီးတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ဗောနော်မန်စီးတီးကိုပြောမယ်ဆိုလို့ရှင်ဒီ FA ဖလာရောဒါချန်ပီယံလိဝင်ခွင့်ရောဗောနော်ဒီနှစ်ခုလုံးရမှာဒီရာသီကအောင်မြင်တဲ့အရာဒီလိုကျွန်တော်ကတော့ပြောချင်တယ်နှစ်ခုလုံးဖြစ်ဖို့လိုတယ်တစ်ခုတည်းဖြစ်ုံနဲ့မရဘူးဗောနော်ပြောမယ်ဆိုလို့ရှင်တော့ FA ဖလာရတယ်ချန်ပီယံလိဝင်ခွင့်မရအောင်ဒါလည်းအဆင်မပြေဘူးတစ်ပတ်ကကြည့်မယ်ဆိုလို့ချန်ပီယံလိဝင်ခွင့်တော့ရပါရဲ့ FA ဖလာမရဘူးဆိုလည်းအဆင်မပြေဘူးအဲ့တော့နှစ်ခုလုံးရဖို့လိုတယ်လက်ရှိမန်စီးတီးကိုကျွန်တော်ကကြည့်မယ်ဆိုလို့ရှင်ဒါချန်ပီယံလိဝင်ခွင့်အတွက်ရမှတ်တယ်ရသလောက်တော့ ့စူးစောင်းနေတာကိုကျွန်တော်တို့တွေ့ရပေမဲ့ဖိအားတော့ရှိနေတော့ ဖြစ်တယ်ဒါမှမဟုတ်ဆိုလို့ရှိရင်တော့အဆင့်3ကနေပြီးတော့ကျွန်တော်အဆင့်6အဆင့်ခွန်ပေါ့နော်ဒီလောက်ပေါ့ဒီလောက်အသင်းတွေကတော်တော်လေးကိုဒီချန်ပီယံလိဂ်ဝင်အတွက်ပြန်ဆိုင်မှုပြင်းထန်နေကြတာကိုကျွန်တော်တို့တွေ့ရတယ်ဒီနေရာမှာပေါ့မန်စီးတီးရဲ့ခြေစွမ်းကိုကျွန်တော်ကမြင်တဲ့အခါမှာမန်စီးတီးရဲ့ခြေစွမ်းကလုံလောက်တဲ့ခြေစွမ်းပြီးတော့ယုံကြည်ရတဲ့ခြေစွမ်းမျိုးမဟုတ်ဘူးလို့ကျွန်တော်ကခံစားရတယ်ဒီ Everton ကိုနိုင်ခဲ့တဲ့ပွဲမှာလည်းမန်စီးတီးကကံကောင်းမှုတွေရခဲ့တယ်အသင်းရဲ့ကုန်သမား Ortega ရဲ့လက်စွမ်းတွေကိုအဖြစ်မနေအတိမတ်ပြုတ်ရမယ်ဒီလိုအခြေအနေမျိုးဖြစ်တယ်ပြီးတော့ဇန်နဝါရီမှာခေါ်ထားတဲ့ကစားသမားတွေမှာလည်းမာမော့စ်ကလွန်ကျဲလို့တွေကသိပ်ပြီးတော့သုံးမရဘူးဒီ ီယာတွေကကျွန်တော်တို့ပြောပြောမယ်အချက်တွေဖြစ်တယ်ပေါ့နော်ဒီလိုအချင်းလေးမျိုးမှာအဓိကကတော့ဟာလန်ဒန်ယာရပါတယ်အရင်တုန်းကလောက်လလအကူရတဲ့ကစားသမားတွေပေါ့ပြောမလို့ဆိုတော့ကျွန်တော်ဖိုဒန်တို့ဒီဘရိုင်းတို့လည်းအရင်ကလောက်တိတ်အမကူရတော့ဒီလိုအချင်းလေးမျိုးမှာတော့မန်စီးတီးကဒီနေ့လိုဖြစ်သွားတယ်အဓိကကစားသမားတွေရဲ့ခြေစွမ်းပိုင်းကျဆင်းမှုကိုမန်စီးတီးကရင်ဆိုင်နေရတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ဒါပေမဲ့မန်စီးတီးမှာကျွန်တော်တို့ကချီးကျူးရမယ့်အချက်ကတော့မန်စီးတီးကခြေစွမ်းသိပ်ပြီးမကောင်းဘူးဆိုရင်တော့မပွဲတစ်ပွဲကိုအနိုင်ယူနိုင်စွမ်းရှိတယ်နောက်ပိုင်းပွဲတွေမှာကျွန်တော်ဒီအချက်ကိုမြင်ရတယ်နောက်တစ်ခုကတော့ကိုရဲနှုံးပြောရတဲ့စကားပါပဲဒါကဘာလဲဆိုတော့ ော့ဒီ brainer သူ့ရဲ့နောက်ဆုံးရာသီမှာပို့ပြီးတော့စ조사လာတယ်ပို့ပြီးတော့ယုံလာတယ်ဒီလိုအချိန်တွေမျိုးကပို့ပြီးတော့အားကိုးလာရတယ်ဆိုတဲ့အပိုင်းပေါ့ပြောမဆိုရင်ကျွန်တော်အသင်းရဲ့ကစားသမားတွေရဲ့ခြေစွမ်းတွေကအရင်ကဆိုင်အများကြီးနိုင်နေတဲ့ခါမှာသူဒီလိုလေး조사နေရကတော့အားတစ်ခုလို့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ man city ကတော့ပြောမဆိုလို့ရှိရင်တော့အားနေချက်တွေပြီးတော့ကောင်းွက်တွေပေါ့မျှနေရလို့ကျွန်တော်ကတော့မြင်မိပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော် villa ပဲလေးသွားစတယ်ပြပြပေးပါအောင်အာ man city form ကောင်းလာတဲ့ဆိုင် villa ကပို့ပြီးတော့မာကျော်တယ်ပေါ့နော်ဟုတ်ကဲ့နောက်ဆုံးကစားရတဲ့တန်ဝဲတော်ဆယ်ဝဲမှာဒီ villa တင်းကတပွဲပဲရှုံးလာတယ်ပေါ့နော် ော်ရှုံးတဲ့ပွဲကလည်း PSG နဲ့ပထမအကျော့ပွဲစဉ်ပေါ့အဲ့ပွဲမှာရှုံးလာတာဒါပေမဲ့လည်းဒုတိယအကျော့မှာဗီလာအသင်းရဲ့ကစားအားကလုံးဝကိုကွဲပြားခြားနာပြီးတော့ PSG အနေနဲ့တော်တော်လေးကိုမှတိုင်ပက်ခဲ့တာကျွန်တော်မြင်ခဲ့ရတယ်ဟုတ်ပါတယ်အဓိကတော့ဗီလာအသင်းရဲ့တက်စစ်ဆင်မှုတွေကိုနောက်ခံလို့ PSG နောက်ခံလို့ပါရှိုနဲ့ဒီဂိုရမတော့အရန်ကောင်းခဲ့လို့ဒါပေါ့နော်ဗီလာအသင်းအနေနဲ့အဲ့ quarter final နဲ့ပဲကျင်းပလိုက်ရတယ်ပေါ့နော်တဘောလုံးတိုင်းနာနဲ့ပြန်ကြည့်မယ်ဆိုရင်လေဒုတိယအပိုင်းမှာဗီလာတင်းကတော်တော်လေးကိုပြည့်ပြည့်စုံစုံကစားနိုင်တာကျွန်တော်မြင်ခဲ့ရရပါတော့အနိုင်ရထားခဲ့တဲ့အေးဗီလာတင်းရဲ့ကိုးဝဲမှာဆိုလေသူတို့ Brighton ပါမယ် PSG ပါမယ် Bradford ပါမယ် Newcastle တို့အတင်းတွေပါဝင်နေအောင်ကျွန်တော်မြင်ရတယ်အဓိကတော့ PSG နဲ့ Newcastle အဲ့နှစ်တင်းကိုဇက်တိုက်ကစားပြီးတော့အနိုင်ကြီးပြရတာပေါ့နော်ဘီလာတင်းရဲ့ကစားပုံကတစ်ဖက်ကဖိကစားဒါကိုခံရတဲ့အခါမျိုးမှာလည်းတစ်ဖက်တင်းကသူ့ကိုအနိုင်ကြီးဖို့ခတ်တယ်လို့သူတို့ကလည်းသူတို့ကိုလိုရတဲ့ဂိုးတွေရဖို့အတွက်ပေါ့တင်ကစားတဲ့အခါမှာလည်းဂိုးတွေရတာမျိုးကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဒီကစားမားတွေကလည်းတယောက်ချင်းအရေးတွေတော်တော်လေးကိုကောင်းရတယ်ပိုနာနာရှိမှတိုင်လင်မှရှိမှအဲ့ကွန်းလေကတော်တော်လေးကိုတည်ငိမ့်နေပေါ့နော်ပြီးရင်မော်ဂန်ရော်ဂျာရုံအားတွေတိုးအားတွေဒီပွဲမှာလည်းကျွန်တော်တို့ market rush ပို့တည်လေကစားနိုင်တယ်လို့ကျွန်တော်တို့ကြားနေရတယ်ဗောနော်။ Okay ။အသင်းကြီးတွေနဲ့တွေ့ရင်တခုခုလုံးပြနေကြ rush ပို့အနေနဲ့ဒီပွဲမှာလေဗောနော်။သူ့ရဲ့ရုံးကန်အားတွေကိုမြင်ရနိုင်တယ်လို့ကျွန်တော်တို့ပြောရင်ね Champion League ဝင်ခွင့်သက်ပြောရမယ်ဆိုရင်တော့လက်ရှိအနေထားရဆိုဘီလာရဲ့တွားနေတဲ့ပုံစံက Champion League နဲ့ပို့ပြီးတော့ထိုက်တန်မှုရှိနေတာမျိုးလေးတွေတော့မြင်နေရတယ်ဗောနော်။ဒါပေမဲ့လည်း နျူကာဆယ်နဲ့ PSG ပေါ့အဲ့နှစ်တင်းကိုဇက်တိုက်ကစားထားရတာကြောင့်ကစားသမားတွေရောဒီနီးပြအွန်နိုင်အမီနီရောပင်ပန်းနိုင်တာမျိုးလေးတွေတော့ရှိပါတယ်အဝေးခွင့်လည်းဖြစ်နေတာကြောင့်ဗီလာလွယ်ပါမလားလို့တွေးမိတာလေးတွေတော့ရှိပါတယ်ဗျဟုတ်ကဲ့ပါအက်စတိုဗီလာကတော့ဒါမန်စီးတီးနဲ့တော့ သိပ်ပြီးတော့မကွာဘူးဒါပေမဲ့သူက FA ကတ်ရောချန်ပီယံလီရောပေါ့နော်ဒီနှစ်ခုတည်းကဘယ်တစ်ခုပဲရရအောင်မြင်တဲ့ຢာသီတစ်ခုဖြစ်ခဲ့လို့ကျွန်တော်တို့ပြောလို့ရတယ်လက်ရှိခြေစွမ်းကတော်တော်ကောင်းတယ်နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာဆိုလေကိုရဲထုံးပြောရတယ် PSG ကိုနိုင်ထားတယ် Newcastle ကိုနိုင်ထားတယ်ဒီနေရာမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်နောက်ဆုံးကစားထားတဲ့ပြိုင်ပွဲဆုံး12ပွဲပါလဲရှုံးပွဲတစ်ပွဲရှိပွဲရှိတယ်အဲ့တော့ Villa ကဘယ်လိုမျိုးလဲဆိုတော့ယုံကြည်လို့ရတဲ့အသင်းထဲမှာပါတယ် Villa ကလုံနိုင်စွမ်းရှိတယ်အသင်းထဲမှာလည်းပါတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒီနေရာမှာ Villa ရဲ့အာသာချက်ကဘာလဲဆိုလို့ရှိရင်တော့ Villa ရဲ့အာသာချက်ကတိုက်စစ်ပိုင်းလိုပဲပြော ောချင်တယ်တပွဲကိုအနိုင်ဆုံးနှစ်ဂိုးလောက်တွင်းနိုင်တယ်တိုက်စစ်အားကတော်တော်လေးကောင်းတယ်ကျွန်တော်ဒီနေရာမှာကွင်းလေရဲ့ထိန်းချောင်းမှုနဲ့ကွင်းလေရဲ့ကစားအားအတိုးလျှော့ဘောနောက်ပြီးတော့တိုက်စစ်ပံ့ပိုးမှုပိုင်းဒီနေရာလေးတော်တော်လေးကောင်းတဲ့တန်လစ်မန်ကိုလည်းကျွန်တော်ချီးကျူးရလိမ့်မယ်တန်လစ်မန်ဆိုလို့ရှိရင်တော်တော်လေးကောင်းတာကိုတွေ့ရသလိုကျွန်တော်ဒီစိုက်ဘက်တေးရဲ့ဘောနောက်ကျွန်တော်တိုက်စစ်လိုက်ပါမှုလည်းဒီသေးရတော်တော်ကောင်းတယ်ဒီနေရာမှာကျွန်တော်တို့ကဗီလာရဲ့တိုက်စစ်အစုဖွဲ့ကိုကြည့်လိုက်တဲ့အခါမှာရော်ဂျာအဆမ်စီယိုမက်ကင်းဝက်ကင်းရန်စီမီလန်ရက်စ်ဖို့ဆိုတော့အရင်ကောင်းတယ်ဗျာပြောမယ်ဆိုလို့ရှိရင်လိုအပ်ရင်လိုအပ်သလိုနီးပြားကတိုက်စစ်ပုံကိုဘောနောက်အပြောင်းလဲလုပ်ပြီးကစားလို့ရ တာကလည်းအာသာချက်တစ်ခုလို့ကျွန်တော်မြင်တယ်ကျွန်တော်ရဲ့အမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ဘီလာကဒီဘွဲမှာရမတ်တမတ်လောက်တော့ထိုက်တန်တယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့ဒီနှစ်သင်းရဲ့နောက်ပိုင်းနှစ်တွဲဆုံမှုတွေကြည့်တဲ့အခါမှာတော့ကျွန်တော်ကဘီလာကိုရှော့တွက်လို့မရဘူးဆိုတော့အပိုင်းသွားတွေ့ရတယ်မန်စီနဲ့ဘီလာကနောက်ပိုင်းနှစ်တွေမှာအပြန့်လှန်နိုင်ပွဲလေးတွေလည်းရှိတယ်ဂိုးလေးတွေလည်းတွင်းတယ်ပေါ့နော်ဒီလိုအခြေအနေမျိုးလေးတော့ရှိပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကိုရလက်ကင်မရာနဲ့ပဲလေးသွားစင်တယ်ပြပြပေးပါအောင်အာနှစ်သင်းလုံးကကျတော့ဒီချန်ပီယံလိဝင်ခွင့်အတွက်အရန်ကိုအရေးကြီးနေတဲ့ကာလမှာတော့နှစ်နှစ်သင်းလုံးနေနဲ့အမှတ်ရလို့တော့မရဘူးပေါ့နော် ပြီးတော့ကျွန်တော်ဒီပွဲစဉ်မှာလည်း Mercedes တင်တဲ့ Villa ကိုတော့ဒီမရှုံးဝင်အောင်မှဒီတေတော့ရအောင်တော့ကစားနိုင်ဆိုရှိရလို့ကျွန်တော်ထင်တယ် ဒီဘွဲလေးကလည်းတေရလက်ကလာနှစ်တင်းလုံးနဲ့မှတ်သားတဲ့ရလက်တကူဖြစ်လိမ့်မယ်လို့လည်းကျွန်တော်ခံစားရတယ်။ဒါကြောင့်မလို့မန်စီးတီးနဲ့ဗီလာတစ်ဖက်ကသကိုးစီတေရလက်နဲ့ပြီးဆုံးသွားမယ်ကျွန်တော်ခံမှတ်လိုက်ပါတယ်။ဟုတ်ကဲ့ပါ။ကျွန်တော်ကတော့ဒီဘွဲတေရကြသွားမယ်ဆိုလို့ရှိရင်မန်စီးတီးဖီအပူမြောက်ရမယ်လို့ကျွန်တော်ထင်တယ်။အဲဗီလာကကြတော့ဒီဘွဲရှုံးသွားခဲ့မယ်ဆိုလို့ရှိရင်တော့မဒါဟာဗီလာပဲဆိုရင်ကျွန်တော်တွေးလို့ရတဲ့အပိုင်းလေးတွေရှိတာ။မန်စီးတီးကကြတော့တေရတော့မရဘူးဆိုရင်အနေထားမျိုးရှိတဲ့အခါမှာတော့ကျွန်တော်ကတော့အင်ကွင်းလေးဖြစ်နေတော့ဒါပေါ့နော်လီဗာပူရီယယ်လောက်ပဲရှုံးတဲ့မန်စီးတီးကိုကျွန်တော်ရွေးချယ်ချင်တယ်ပေါ့နော်။တစ်ဖက်ကဗီလာအရန်ကောင်းနေ ေမဲ့ဒီကောင်းနေတဲ့ villa ကို man city အနိုင်ယူနိုင်စွမ်းရှိလို့ကျွန်တော်ကတော့ထင်တယ်ကျွန်တော်ကတော့ man city နိုင်မယ်ဂိုးနေမယ်တကူဂိုးမရှိနဲ့နိုင်မယ်လို့ခံမှန်းထားပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်ညီကိုညောင်ပြောသွားခဲ့တာကတော့ man city တင်တဲ့ villa တင်တော့ရဲ့ဒါ jaya premier league poison ဖြစ်ပါတယ်ကျွန်တော်ကတော့ဒီဘက်မှာ man city အနိုင်ခံမှန်းထားပါတယ်ကိုရဲလင်းထွန်းကတော့သေရခံမှန်းထားပါတယ်တကယ်လို့တွေ့မှာဘာတွေဖြစ်လာမလဲစောင့်ကြည့်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီနေ့ season ကတော့ဒီလောက်ပါပဲ the premier sport ရဲ့နောက်လာမယ့် other season ကောင်းတွေမှာပြည်သူတွေနဲ့ကျွန်တော်ညီကိုညောင်လည်းပြန်ပြီးတော့ဆုံးနေကြပါသေးတယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေနောက်ဆက်လိုက်ရပါတယ်ညာ